မင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ YouTube channel လေးဖြစ်တဲ့မင်္ဂလာ support channel ကနေကြိုဆိုပါတယ်ဟုတ်ကဲ့ပါဗုဒ္ဓဟူးနေ့ညဂျာတာပရင်းနမနာရှင်ပြန်ကစားကြမယ်လား UEFA Champions League ပွဲစဉ်ပေါ်တော့ UEFA ပွဲစဉ်ကိုကျွန်တော်ဆက်လက်ပြီး share ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီပွဲစဉ်နေ့မှာကျွန်တော်စိတ်ကြရွေးချယ်ထားတဲ့အတွက်ကြောင့်မလို့ညီကိုတို့ဒါအကြရှင်းလို့မှာလိုက်ပြီးတော့စော်ကစားသိကျတော့မိမိကြားနေတဲ့အရာကိုရွေးချယ်ပြီးကစားလို့ရပါတယ် Champions League ပွဲစဉ်နေ့မှာဆိုကျွန်တော်၄ဝက်ရွေးထုတ်ထားပြီးတော့နောက်ထပ်ဗီဒီယိုမှာတော့၃ဝက်လောက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ် တော့ဒီဝက်စင်အားလုံးညီတို့အကြရှင်းတို့မှာဆိုမောင်းပေါ်ဒီမိမိချိုင်းနဲ့တက်ရတွဲဆော့ရွေးဆော့ကစားလို့ရပါတယ်ခင်ဗျာနော်ဒါကတော့ကျွန်တော်အကြရှင်းရွေးချယ်ထားတာဖြစ်တဲ့အကြောင်းလို့ပါဆိုတော့ပထမဆုံးပွဲစဉ်ဖြစ်တဲ့ပေါ့နော်ဒါနောက်ကျပွဲစဉ်တွေဖြစ်တဲ့ဒါမန်ချက်စတာစီးတီးနဲ့ဒေါ်မွန်ပွဲစဉ်ရွေးချယ်ပြီးသွားမှာဖြစ်တယ်ဗျာမန်ချက်စတာစီးတီးကတော့ဒါချန်ပီယံလိမှာဆိုလို့ရှိရင်ရမယ့်9မှတ်နဲ့ပေါ့နော်ဒါနိုင်ဘွယ်နှစ်ဘွယ်ယူတေတဘွယ်ကြနိုင်ထားတယ်။တောမွန်ကတော့တူတူပဲကြနှစ်ဘွယ်နိုင်ပြီးတော့တဘွယ်တေကြထားတယ်။ရမက်က9မှတ်နဲ့ဗျ။ ။အဲကြောအစင်ကွာဟာကြတိတ်မကွာဘူး။ချန်ပီယံလိမှာတရိုက်ဝင်ကစားဖို့တော့ရှိတယ်။ဆိုတော့ပထမဦးဆုံးပေါ့နော်ကျွန်တော်ပြောချင်တာကမန်ချက်စတာစီးတီးရဲ့ဒီအင်ဝင်ပွဲစဉ်ပြ။မန်ချက်စတာစီးကတော့အင်္ဂလန်ပလီးမားလိမှာတိုက်စစ်မှုဖြစ်တော့ဟွာလန်ဂိုးတင်းမှသာလဲနိုင်ဝဲပြန်လဲရယူနိုင်မဲ့လင်းတင်းလို့ကျွန်တော်ကတော့တွေးမြင်ပြီးတော့ခံမှန်းမိတယ်။တော့မွန်တိုက်စစ်ပိုင်းဒီမှာဂိုးတွေအများဆုံးတွင်းနိုင်ပြီးတော့နေရာဆောင်ကနေတွင်းနိုင်တဲ့အလင်းနဲ့ဖြစ်တယ်။ဒါပေမဲ့ချန်ပီယံလိမှာဒေါမွန်နဲ့မန်ချက်စတာစီးတို့ထိတ်တိုက်တွေ့ဆုံမှုပြန်ပြီးတော့ကြည့်ပြီးပြောပြမယ်ဆိုရင်မန်ချက်စတာစီးနိုင်ရင်ခဲ့ ရရှိခဲ့တယ်ဆိုပေမဲ့ကိုကတော့အပြတ်တကြီးကွာထားတာမလို့ပြ။အဲကြောင့် Manchester City ကယနေ့ဖောက်ပြတဲ့ Dortmund ရဲ့ body game မှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်အနေနဲ့ဒါသုံးသွင်းသွားရင်ပြဆုံးရှုံးသေးရင်တလုံးရှုံးသေးပြီးတယ်။ကိုပေါင်းသေးမှာတလုံးရှုံးသေးရနေပြီးသုံးလုံးသွင်းသွားရင်ပြဆုံးအရှုံးသေးတိဖောက်ပြတာကြဒါတော့ကနေဦးစီးတွေဖြစ်တယ်။တောင်းလဲသွားဖို့တော့ရှိကောင်းရှိနိုင်ပြီဗျ။ဒါမှမဟုတ်ရင်လည်းဒီစတိုင်းပဲရက်သွားလိမ့်မယ်လို့ဖြစ်နေ။တို့ပေမဲ့လည်းဒါ Manchester City ရဲ့အင်္ဂမာဟွိုင်လန်ကိုတင်းမှသာလင်တာနိုင်ပွဲပြန်လဲရယူနိုင်တဲ့အတွက်ကြောင့်မလို့ body size ကလည်းဒါစဉ်းစားရဖြစ်ပူပေါင်းသေးကလည်းပြင်းနေလို့ဖြစ်တယ်ဗျ။ တော့မွန်ဂိုးပြန်သွင်းမှသာလဲမန်ချက်စတာစီးတီးအနေနဲ့ပေါ့နော်ဒါဂိုးတွေပြတ်ပြီးတော့ဂိုးပေါ်သွားလောက်မယ်လို့ပဲထင်မိတယ်တကယ်လို့မန်ချက်စတာစီးတီးကတ်နိုင်သွားခဲ့မှာဆိုရင်တော့နှစ်တစ်ဝမ်စီးလန်နဲ့ပြီးဆုံးရင်ပြီးဆုံးသွားနိုင်တယ်ဗျအဲ့တော့ကျွန်တော်ကဒီနေ့ဒေါမွန်နဲ့မန်ချက်စတာသူတို့ရယ်စိတ်ကြိုက်ရွေးချယ်ပြရမှာဆိုရင်တော့ဒါဂိုးပေါင်းအောက်တောင်းလဲဟုတ်ပေါ့နော်တင့်တော်ရစီနဲ့လိုက်ပြီးတော့စောက်ကစားသိကျင်ပါတယ်ဒါလေးကတော့မန်ချက်စတာစီးနဲ့ဒေါမွန်ပေါ်မှာဆိုရင်ကျွန်တော်ကိုအောက်တွေကိုဂိုးပေါင်းအောက်တွေကျွန်တော်ရွေးချယ်ပေးထားပါနောက်တဲ့တပွဲဖြစ်တဲ့နျူကာဆယ်နဲ့ဒါဘီဘာကိုပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်တယ်ဗျာ အင်ဂွင်းဖြစ်တဲ့နယူကာဆယ်ကအင်္ဂလန်ပရီးမီးယားလိမှာနောက်ဆုံးရှုံးနေတာပြီးပါဟိုကတော့နောက်ဆုံးအနိုင်ရရှိအောင်ကစားထားတယ်ဒါလိပွဲစဉ်မှာချန်ပီယံလိပွဲစဉ်တွေကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒါနယူကာဆယ်ရဲ့တာအဆုမဲ့ပြီးပါဟိုကတော့အမတ်ရရှိဖို့ရုံးကန်ပါလေဖြစ်တယ်ဗျဆိုတော့အင်ဝင်းဖြစ်တဲ့နယူကာဆယ်ကနေပြီးတော့ဒီနေ့ဘော်ဒီပေါ့နော်ဘော်ဒီဈေးဖောက်ပေးထားတဲ့ပြီးပါဟိုဈေးကိုလုံးဝရင်ဒါပြဆုံးရှုံးသေးရနေပြီးတော့တလုံးသေးသေးလေးဖောက်ပေးထားတယ်ကနအူဈေးကိုပေါင်းဈေးမှာဆိုနှလုံးရှုံးသေးပဲပေးရတယ်ဗျဒီစည်းစမ်းတို့စဉ်းစားကြပါပဲ ဒါမဲ့နှလုံးချုံးသေးသူကိုပို့သွားမလားဆိုပြီးတော့ဒီညီကိုလေးနည်းနဲ့ဒါဒီညီဘောလုံးရှင်းမြတ်နိုးတဲ့ညီကိုလေးနည်းနဲ့ဒါကိုပို့သေးပဲလိုက်ပြီးတော့ငန်းချမလားလို့မသိပြကျွန်တော်ကတော့နျူကာဆယ်နဲ့ဘီဘာဝက်စ်မှာဆိုလို့ရှိရင်နျူကာဆယ်အနေနဲ့ရှေ့ဆန်းတိတိငင်ငင်စော့ကစားခဲ့ရင်တော့ဘီဘာအိုကိုပြက်ကြီးနိုင်သွားမှာတော့မဟုတ်ဘူးဘီဘာအိုကိုအရင်ဆုံးစတွင်းသွားရင်နျူကာဆယ်အတဲတန်ကစားခဲ့မယ်နှစ်တိဒါနှလုံးအထက်တော့မချောလောက်ဘူးလို့ကျွန်တော်ကခံမှန်းမိပါတယ်ဒါကျွန်တော်အခုခံမှန်းရလာပါတော့စကြဝဠာရွေးချယ်ပေးရမယ်ဆိုရင်နျူကာဆယ်နဲ့ဘီဘာအိုတို့ပွဲစဉ်မှာကျွန်တော်ကတော့ ကိုပေါင်းအောက်တစ်ချောင်းလည်းပဲကျွန်တော်ဆက်လုပ်ပြီးတော့ရွေးချယ်ပြီးခြင်းတဲ့ခဏเนาะဒီပွဲစဉ်လည်းကြာရှင်းတွင်လိုက်ပြီးဆော်လာကြပါနောက်ထပ်တပွဲဖြစ်တဲ့ဒါကလပ်ဘူရှိနဲ့ဒါဘာစီလိုနာပွဲစဉ်ကျွန်တော်ရွေးချယ်ပြီးတော့မှာဖြစ်တယ်ဗျအင်ဝင်းဖြစ်တဲ့ကလပ်ဘူရှိကိုဘာစီလိုနာပေါ့เนาะဒါတလုံးတည်းရတလုံးတွင်ကြာဆုံးရှုံးပြီးကြော်လာတယ်ကိုပေါင်းလေးမှဆိုတလုံးအရှုံးသေးရနေရောလေးလုံးတဝက်စားသေးပြီးဖောက်ပေးထားတယ်ဗျစဉ်းစားကြပါအင်ဝင်ဖြစ်တဲ့ဒီကလပ်ဘူရှိကိုဝေဝင်ပြတဲ့ဘာစီလိုနာကတော့ဘိုးပြတ်တဲ့ဂျီတာချန်ပီယံလိမှာနိုင်ရရှိလာတယ်ကလပ်ဘူရှိကလည်းဂိုးတွေပြန်ပေးပြီးတော့ တရေတော်မှဂိုးတွေပေးများပြီးတော့ဒေချထားတွေ့ရတယ်။လေပွဲစဉ်နေမှာဆိုရင်လည်းကောင်းမွန်ထားတာနှစ်သင်းလုံးတွေ့ရဆိုပေမဲ့ဘာစီလိုနာနဲ့ဒီနေ့နိုင်ပွဲပြန်လဲရရှိသွားရင်တော့ကလပ်ဘူးရှိကိုတတရာနဲ့အနံ့ရရှိသွားမယ်လို့ထင်မြင်ပြ။အဲအားနေပြီးတော့ဒီလူကစားသမားပြန်လဲပြည့်စုံလာရင်ဘာစီလိုနာအနေနဲ့ကလပ်ဘူးရှိတော့ဒါရှုံးဖို့တော့ကျွန်တော်အနေနဲ့ဒါမမြင်ဘူးပြ။တတရာနဲ့ပဲအနိုင်ယူသွားမယ်ဆိုရင်တော့နိုင်သုံးမရောက်သွားလိမ့်မယ်။ စိတ်ကြိုက်တဲ့ကိုခံမှန်ရလဲကိုမှန်းပေးရမယ်ဆိုရင်တော့ဒါကျွန်တော်နေဘယ်လိုဖြစ်ဖြစ်ဖြစ်ပါတော့ဒီဘာစီလိုနာအနေနဲ့ဒါ2စီ3-1လောက်ဒီဖြစ်သွားနိုင်မယ်လို့ကျွန်တော်တွေးမိတယ်၄လုံးလောက်ဒီဖြစ်သွားရင်တော့3လုံးလောက်ဒီလည်းဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ကြောင့်ကျွန်တော်စိတ်ကြိုက်ရွေးချယ်ပေးရမယ်ဆိုရင်ဘာစီလိုနာနိုင်တဲ့တရားဆိုမဲ့ကိုအောက်ကနေတွေးပြီးတော့ search တွေ့ခြင်းတယ်ပြောချင်တာကတော့ဘာစီလိုနာဘော်ဒီနဲ့ကိုပေါင်းအောက်ကလေးကိုကျွန်တော်ဒါပြပေးချင်တာပေါ့เนาะအဲ့လိုနှစ်ကြောင်းလေးဆော့စင်တော့အဆင်ပြေမယ်လို့ထင်ပါတယ်ခင်ဗျာเนาะဒါလေးကကျွန်တော်အကြိုက်ပါနောက်တဲ့တပွဲဖြစ်တဲ့ဗျာဒါ ာဆီနဲ့အက်တလန်တာပွဲစဉ်သွားမှာကြာအင်ဝင်းဖြစ်တဲ့မာဆီကတော့လေပွဲစဉ်မှာပေါင်းပြီးရရှမ်ပီယံလိမှာဒါတော်တော်လေးရှိကြမယ်အက်တလန်တာလည်းတူတူပဲလေပွဲစဉ်ရောရှမ်ပီယံလိုနှစ်သလုံးကြာတယ်ရှုံးမဲ့အားရှိတယ်ဗျာဒီနေ့ကြိုးပေးထားတဲ့ဒါဘော်ဒီချင်းမှာဆိုအင်ဝင်းဖြစ်တဲ့မာဆီကနေပြီးတော့အက်တလန်တာကိုကြောထားဆိုရှေ့တူဆိုရင်ဒါအရှုံးသေးရနေပြီးရှေ့တူဆိုရင်ပြားဆုံးရှုံးသေးပဲဖောက်ပေးတာကိုပေါင်းသေးမှာဆိုလို့ရှိရင်၃လုံးတော့ဝက်စားသေး၃လုံးသေးသေးကိုကတ်လိုက်ထားတယ်ဗျာဆိုတော့ အလန့်သလားလေရုံးမဲ့အားရှိသလိုနိုင်ပွဲတပွဲမှမရဘူးထားလဲမာဆေးကနေတော့ချန်ပီယံလိမှာဒီနေ့အင်္ဂုမှာအနိုင်ရရှိဖို့တော့ကြိုးစားလိုက်မယ်။ဒီပွဲစဉ်တွေမှာဇတိုက်ရှုံးပြီးတည်ချနေမာဆေးဒီနေ့အနိုင်များရှိရင်ဘယ်လိုကစားမှာလဲ။အကျော်တော့ကျွန်တော်ကတော့ဒီနေ့ကိုခန့်မှန်ရတာကတော့ကတ်နိုင်သွားမယ်လို့ပဲကျွန်တော်ကထင်မိနေတယ်။စကြောက်ကိုရွေးချယ်ပေးရမှာဆိုရင်မာဆေးနဲ့အက်တလန်တာပွဲစဉ်မှာဆိုအင်္ဂုဖြစ်တဲ့မာဆေးဘော်တွေပဲကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ခင်ဗျာနော်။ဟုတ်ကဲ့ပါခင်ဗျာ။ဘုဒ္ဓဦးနေ့ည ဒါဂျာတာပရင်းမနေ့မှာရှင်မြန်ကစားကြမယ်ဒါဥရောပပွဲစဉ်တွေမှာကျွန်တော်ဆက်ချက်ရွေးချယ်ထားတာတော့မန်ချက်စတာစီးကြီးနဲ့ဒေါမွန်ပွဲစဉ်မှာဆိုကျွန်တော်ကိုးပါးတစ်ချောင်းလည်းပဲရွေးချယ်ပေးထားတာပါနျူကာဆယ်နဲ့ဘီဘာကိုပွဲစဉ်မှာဆိုကျွန်တော်ကိုးပါးကိုကျွန်တော်ရွေးချယ်ပေးထားပါတယ်ကလပ်ဘူရှင်းနဲ့ဘာဆိုင်နော်နာပွဲစဉ်မှာဆိုကျွန်တော်ကတော့ဘာစီလိုနာဘော်ဒီနဲ့ကိုးပါးကိုဆက်လက်ရွေးချယ်ပေးထားပြီးတော့မာဆေးနဲ့အက်တလန်တာပွဲစဉ်မှာဆိုအင်ဖိုဖက်တာမာဆေးဘော်ဒီရွေးချယ်ပေးထားပါဒီပွဲစဉ်၄ပွဲသလုံးကိုညီကိုလိုအကြိုက်ချင်းတူမှာဆိုရင်မောင်းဘော်ဒီမိမိချနစ်တဲ့ကဲဆော်လို့ရပါတယ် ကျွန်တော်ရဲ့ဗီဒီယိုလေးကြည့်ရှုအားပေးတဲ့ညီကိုလေးဒီဘက်ကျေးဇူးတင်ပါတယ်ကံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ